ဟာလေလုယာအာမင်အာလောမင်ဘာဝါအာလောကယနေ့ဒီစပယ်ပြာရှိမှုကြီးချင်းရှိပါလေ။အာမင်။ဘုရားတို့ဒီ2025ရဲ့နှစ်2025ရဲ့နှစ်တော်ရဲ့ချင်းရှိသွားရပါတော့။ ီချိန်ထိဘုရားကကျွန်တော်တို့ကိုပူဆောင်ပေးတယ်ကျေးဇူးတော်ရှိပါတယ်ဘုရားဒီနေ့ကျွန်တော်တို့လည်းအာဆောရထတာကိုကျူးစားကြတာအမေအခုမှရောက်လာနိုင်ရောနော်အတတိုင်းမှာတောင်းပန်ရတာလည်းစိတ်မကောင်းပါဘူးအဲ့ဆိုဆန်နေဒီဒီမှာပဲလာရင်ကောင်းတယ် ชาดาเปียวเนาะอ๋อวีดีนี่ก็เอ่อจรเราเอ่อซุยไม่แม่ดาวเซ็งอ่ะบาเลยมันมีแบบดีละเป็นยาดาวบาเลยดีดีจีเชโรเนาะเอาล่ะเอ่อไอ้ดีเจ้าเราเอ่อจรเรา သုံးပတ်လောက်ကြံသေးရဆိုတော့နော်ပိချာဆရာဆရာမလေးပြောဖို့မယ်အာကျွန်တော်ချန်ကားချင်တယ်ဒီနေ့ကအာကလေးများနေ့နော်ဟုတ်လားကလေးများနေ့ရဲ့ပန်တကော့စ်ဆန်ဒေးလို့သတ်မှတ်ပါနော်ဆိုတော့အဲ့ဒီအကြောင်းပဲကျွန်တော်ဝင်ငှချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါတနစ်မှာတခါပဲနော်။ဟုတ်ကဲ့ ်အဲ့ဒီမှာအခါလေးပြတာဖြစ်တဲ့အတွက်ကြောင့်နော်ဆိုတော့အာမင်းရဲ့ပိုင်းမှာကလေးများနဲ့အကြောင်းနော်ဝိညာဉ်ချက်ကလေးများနဲ့ပတ်သက်တဲ့ရပြီးတော့ခဏနေကြရရင်ကျွန်တော်တို့အာပန်တကော့ဆန်ဒေးအကြောင်းပေါ့နော်အာဝိညာဉ်ချက်ပါတယ်လို့ဆိုတော့ဒီကလေးများနော်အခုမကြာခင်မှာဖခင်များနဲ့လဲလာတော့နော်ကလေးများနဲ့လဲရှိတယ်ပေါ့ အတော်များနေတယ်တော့မရှိသေးဘူးအတော်များနေဦးလေးများနေပေါ့နော်အဲ့ဒါတွေတော့မရှိသေးဘူးနောက်ကျွန်တော်တို့မြန်မာပြည်နဲ့အဲ့ဒါတွေနော်စူးစမ်းပြီးမှလုပ်ရင်ကောင်းတယ်ချင်းတော့အတော်များနေကျွန်တော်တို့လည်းကလေးတွေကတော်တွေကထိန်းပေးတာများတယ်ဆိုတော့နော်ဒီလိုအမေရမွေးတယ်တော့ထိန်းပေးတယ်ချင်းပါတော့လည်းအမေများနေပေါ့နော်အတော်များနေဆိုတော့မရှိဘူးလို့ပြောနေကြဟုတ်ပြီဆိုတော့ အဲကလေးတွေကျွန်တော်တို့ကတော့သဘောထားကြတယ်ကလေးတွေမိဘများနေတယ်ဖခင်အကြောင်းဖခင်လာတဲ့ခါမှာဘယ်လိုကျင်ကြလဲရှုပ်တယ်လို့မြင်လားဟာမရှုပ်ဘူးပေးချလား အခုအောက်ကကြေးတွေအားလုံးတော့ခေါ်လာရမှာဟုတ်ခေါ်လာလာပြီအာရှလာမစာပြီးတော့ဟောကလေးရှိအဲ့ဒါကဘာသူကလေးရပါတယ်လောလောလာအခုအခုတော့ကျွန်တော်တို့ဒီတိလိန်ချင်းတိုင်ဝမ်ထဲကနာမည်ကြီးဆရာတယောက်ပေါ့နော်ချင်းကြီးဆရာလည်းဖြစ်တယ်ပါစတာလည်းဖြစ်တယ်သူက ကလေးတွေအကြောင်းပြုပြီးနော်ပြောရတဲ့အရာလေးတော်တော်လေးနားမချီးနေတယ်နော်ဆိုတော့ကလေးတွေပေါ့ကလေးတွေကျွန်တော်တို့ဤပါတွေအနေနဲ့ပေါ့နော်အာအခါတွေအရန်ရှုပ်တယ်လို့ခံစားရတဲ့အချိန်ရှိတယ်ပေါ့နော်သူတစ်ဖြင်းဒီလိုမျိုးတရားတွေနာဖို့ပါဖို့ဖြစ်လာတဲ့အခါမှာလေဆိုတော့တခင်ယေရှုကိုတခင်ယေရှုလာတော့ကလည်းပေါ့ ဲ့ဒီကလေးတွေရဲ့မိဘတွေကတခင်ယေရှုစင်ပါပေါ့နော်တို့ရဲ့ကလေးတွေကိုအားစင်ရှင်နေပြီးရင်ယေရှုကဒီကလေးတွေကိုကောင်းချီးပေးတာတို့လိုချင်တာအဲ့ဒါနဲ့မိဘတွေကခေါ်လာအဲ့ဒါကိုဘယ်သူတွေကမကြိုက်ဘူးလဲဆိုတပည့်တော်တွေကနော်ယေရှုရဲ့နောက်လိုက်ပီတာတို့ပေါ့နော်ပီတရုဆိုတော့စကားများနေတယ်နော်သူက ကျွန်တော်တည်းကဘာပြောလဲဆိုဒီကလေးတွေကိုနင်ဟုတ်ရှုပ်တယ်ဒီမှာမလာဆန်းနေနော်နာနီးတယ်ပေါ့နော်ဖတ်ချင်ရမှာကျမ်းစာကျွန်တော်ပြောတာမဟုတ်ဘဲနဲ့ဒီမှာကျမ်းစာတွေမှာရှိပါတယ်မာတဲစကူတို့စတောင်းလာနေစမှာပါဘောနော်ရှမာတဲပြင်းရခန်းကြီးစကူ အငယ်73ကနေ75ထဲမှာဘုရားခါသူငယ်တို့အပေါ်မှာလက်တော်ကိုတင်၍မေတ္တာကိုတော်မူစေခြင်းကအထာတော်တို့ဆောင်ခဲ့သည်ဖြစ်၍တပည့်တော်တို့သည်အပြည့်တင်ကြ၏တဲ့အဲ့မှာတပည့်တော်တွေကအပြည့်တင်တယ်ခေါ်လာတဲ့မိဘတွေကအပြည့်တင်တယ်ဘာဖြစ်လို့ဒီကလေးတွေခေါ်လာတာ ปีตัวนี้เดี๋ยว่บานพี่นกคอลาลาเลยเอาวิุ่ดแค่ตัวจะเนาะมีเ้องเชนที่ว่าแต่ย่านาดีเลยไอ้ย่าอี่ชี้แค่กบัวสกาพย้อนนี่เลยมันมีบุลาเนาะตัวนี้ดีฮะจะรู้ย้อนเลยปีเพจชิ้นขายได้ดูดีกว่าเนาะย้อนเลยอ่าเอ็งเลยรู้สูงเนาะ m a r g น n a l i z e d บอก m a จิ i n สุรา बेमेन ना बेमेन तो नो नो चाऊ सारा बेमेन तारे ना बेमेन तारा तार। अरे बेमेन का बालों को ले बात तो ताजा ये ना चाऊ हाँ साम ये बो बेमेन है वह साम ये जाओ है था ना है था ना यार तो रो मार्जिन ना मार्जिन मार्जिनलाइज्ड ဆိုရင်ဘေးဖယ်ချင်းခိုင်းတာဘာတော့ဘေးဖယ်ချင်းခိုင်းတာအခွင့်အရေးမရဘူးเนาะအခွင့်အရေးကိုမပေးဘူးဘေးဖယ်ချင်းခိုင်းရကလေးတွေဖြစ်တယ်เนาะကလေးတွေစဉ်းစားပြီးသူတို့အကြောင်းပေါ့เนาะစဉ်းစားမယ်ဆိုဒီကလေးတွေပေါ့အများကျွန်တော်တို့ဘေးဖယ်ထားရင်ဘယ်လိုဖြစ်မလဲဘယ်လိုဖြစ်သွားမလဲသူတို့က ကြီးလာရင်ကြီးလာရင်မင်းရဲ့လုံးမှာသွားစင်တယ်ပြောတယ်။အဲဒါကလုံးဝခေါ်ပါတာမခံဘူးလေပြတ်တို့ကအဲသင်ကြီးလာရောက်သွားမယ်။ဟုတ်တယ်နော်။လမ်းမရောက်ကြမယ်။ပြီးရင်ဒီကလေးတွေလမ်းမရောက်ရင်ဒီအတင်းတော်အတင်းတော်ဒါမှမဟုတ်ရင်ဒီနိုင်ငံနော်ဒီနိုင်ငံဒီလူမျိုးကနောက်ဆိုရင် လမ်းမှာပဲတောက်ဆုံးသွားတယ်။ကလေးတွေကအနာကရဲ့ခေါင်းဆောင်နော်အနာကရဲ့ခေါင်းဆောင်နေဖြစ်တယ်ကျွန်တော်သူတို့ကိုကျွန်တော်တို့တင်ချာပြီးယူဆိုင်ပြီးတော့ late your heart ဆုံးမတုန်တင်ပြီးခေါ်ရန်လိုအပ်တာဖြစ်တယ်အဲ့တော့ယေရှုကဒီမှာမပြောလဲယေရှုကလည်းတဲ့နော်ထိုးသူငယ်တို့ကိုရှိစေတော့ ชีเสวาอันนี้มามันเองทงเนงานขานโดลาดีโกมาสีตาจานเนีเยชูสีลาเรคาดีกลีดีลาเรชนลาบาสีนะลาบาสีมาสีตาจานเนี่กรูดีโกงาสีลาขันบาอเป็นโรริการอมาจ่ายอันโหลดกรโรกลีดีมาเปล่านะ लो तो ये कलीरी वहाँ पछा भी बार ये कलीरी पछा दूरे ये कलीरी वैखित है अब है चुनारो तो का लूदर लूदा ये ताल भी रे कलीरी को ले चुनारो छिपो हाँ तो तेता को दुआ डाके दे लो तो यीशु का बाप सत्यों ने ना चांदो लाडी को मसीह ताजा ने ये गांव के नए नौरी छोड़ो दो သူတို့ဤနိုင်ငံဖြစ်သည်ဟုမိန့်တော်သည်ပြီးရင်သူငယ်တို့အပေါ်မှာလက်တော်ကိုတင်ပြီးနေပေါ်ရက်မှာကြောက်သွားတော်မူ၏ဆိုတော့လူတွေဘေးဖယ်ထားတဲ့အဲလူတွေကိုကယူဆိုင်တော့အချင်းချင်းရှုဖြစ်တယ်လူတွေတာပုံးမထားတဲ့ကလေးတွေကိုကယူဆိုင်တော့အချင်းချင်းရှုဖြစ်တယ်ဖျားဖြစ်တယ် အဲဒါကြောင့်ယေရှုတာမိုးထားတဲ့ကလေးတွေကိုလည်းကျွန်တော်တို့ကတာမိုးထားဖို့အရေးထားဖို့ရန်အတွက်ဒီမတန်မှအရေးကြီးတာဖြစ်တယ်။ဘာဖြစ်လို့လဲကျွန်တော်တို့ကယေရှုရဲ့နောက်လိုက်တွေဖြစ်တယ်နော်အရင်လာတွေမှာကျွန်တော်တို့ပြောခဲ့ယေရှုရဲ့တပည့်ယေရှုရဲ့နောက်လိုက်ဆိုတာနောက်လိုက်လို့ကျွန်တော်တို့ပြောတဲ့ခါမှာယေယေရှုလို့တလို့နော်သူက เอ่อหลุนยอมน่ะเปโลไลท์ชอตตะแลโลไลท์ชอตในปုံซาเราเราอ่ะตู้อยู่ยามเลยลูกเรงโกตู้เปโลมิตาปะละအဲ့ဒါကိုလည်းကျွန်တော်တို့ကအတူယူဖို့ဖြစ်တယ်။လူတွေကိုသူဘယ်လိုဒိုင်ယူဆိုင်တယ်၊လမ်းပြတယ်၊ဆုံးမတယ်။အဲ့ဒါတွေအားလုံးကျွန်တော်တို့ကအတူယူဖို့ဖြစ်တယ်။ကျွန်တော်ဒီမှာလဲယေရှုကကလေးတွေကိုချစ်တယ်။ကလေးတွေကို သူ့စီမှာလာခိုင်းတယ်เนาะကျွန်တော်တို့တွေရောကလေးတွေကိုနဲ့ပူစီလာဖို့ခေါ်ဖိတ်ခေါ်ကြတယ်တကယ်လို့ကိုကိုကနာမည်ချီပေါ့เนาะအဲတခင်ရေဆိုရှူဆိုလို့ရှိရင်အဲ့ဒီခက်မှာနာမည်ချီစရာပဲသူတို့ရဲ့နေရာတိုင်းမှာလူဟုတ်ချီကလိုက်เนาะလူဟုတ်ချီကလိုက် ကျွန်တော်တို့အာငငယ်တော့ကပေါ့နော်1900နဲ့ဘယ်လောက်တုန်းကလဲတော့မပြောတော့နော်လေးဖြူတော့ကကျွန်တော်တို့အာမြုပ်ကိုလာတယ်ပေါ့ stage show လာလို့အာယထာဘူတာဖွင့်ပွဲတယ်အဲ့မှာအာလူအုပ်ကြီးကနော်အာဟိုညာလူအုပ်ကြီးကအဲ့မှာလေးဖြူကိုချိဖို့နော်အစိုးရတွေကို ချီပေါလာကြဒီခက်မှာလည်းတခိနေရှုကအဲ့ဒီလိုတော့နာမည်ချီဖြစ်တယ်လူတွေကသူ့စီကိုလာချင်တယ်လူတိုင်းကလာချင်တယ်ချမ်းသက်စရာတွေလဲလာကြတာပေါ့နော်သူကအမြဲတမ်းတိုက်ခိုက်ပေမဲ့ကြမ်းတက်ဆရာတွေလည်းသူကနားမှာမြဲတမ်းရှိတယ်။ဤရင်ဖြားနာတဲ့သူတွေကလည်းယေရှုနားကိုလာရှင်တယ်။ဘာဖြစ်လို့လဲ။ ယေရှုကသူတို့ကိုကြားမှာချင်ပြီးတော့ဘုရားခါလဲကျွန်တော်တို့ဒီမှာလဲပြောခဲ့ဘူးတယ်ကျင်းနဲ့ဆယ်နှစ်နဲ့နော်သွေးသွနာဆွဲတဲ့မျိုးသမီးကလည်းလူအုပ်ကြားကနေယေရှုကိုတွားပြီးမှတုတ်ချီတယ်ဟယ်လိုရှင်မျိုးဖြစ်တဲ့ယေရှုကကလေးတွေအဖက်ကနေစဉ်းစားတော့သူ့အတွက်လည်းအရှုပ်ပါပဲနော်အရှုပ်ပဲကလေးတွေပဲ ကလေးတွေဆိုတာဟာလဲနေနေလေးခံနေကြတာအာဒီမှာရှိရဲ့နော်တို့တွေအားလုံးတို့အချို့ကတော့ဒီမှာထိုင်နေစိတ်ရတော့အိုးပဲရောက်နေတာလည်းဖြစ်နိုင်တယ်နော်အိမ်မှာမရှိအလုံးမြန်နေကြပါချက်မလဲပေါ့သူစဉ်းစားနေတဲ့လူတွေရှိကောင်းရှိနိုင်တယ်နော်ပြားချောင်းပြီးတာနဲ့ငါဘယ်သွားမလဲဆိုပြီးမှစဉ်းစားနေတဲ့သူလည်းရှိကောင်းရှိနိုင်တယ်လူကတော့ဒီမှာ ထိုင်ကလေးတွေလည်းကလေးတွေကပါအာသူတို့ရဲ့ခန္ဓာကိုယ်ကကျန်းမာတဲ့ကလေးဆိုရင်တော့အိုးအာဆော့နော်ကျွန်တော်တို့ဒီလိုမျိုးခရခရအကြောင်းပါလေကလေးပူပြီးမှဆော့တဲ့ကလေးရှိတယ်တချို့ကလေးတွေကတော့နည်းနည်းငြိမ်တယ်ပေါ့နော်တချို့ကလေးတွေကြတော့အာလောကထိန်းလို့ကောင်းမရနော် ณะนี้ชูที่มาเข้าไล่เอาตัวหูมาเข้าไล่ที่เป็นเข้าไล่เนาะมีเจสีเลยหัวไก่ดีหาไก่หัวแน่ชอดีหาแน่ชอတို့အမြင်မှာတော့တအားကိုနော်ရှုပ်ရှုပ်တယ်ကလေးတွေပေါ့ဒါပေမဲ့ယေရှုကဗါလဲသူ့စီကိုတို့သူငယ်တော့ကိုရှိစေပါရှိစေပါနော်ဥပမာဖခင်အကြောင်းမဲမှာကျွန်တော်တို့ဒီကလေးတွေကအာ ကိုကြည်ဒီကြည်ဟိုခုံဒီခုံလုံးနေကြရတယ်။ယေရှုကပြောမယ်နော်။ဒါတော့ဒီမှာရှိတဲ့တင်းအုပ်ဆရာတွေအတင်းထောက်လူကြီးတွေနော်တာဝန်ရှိတဲ့ပုဂ္ဂိုလ်ရတပည့်တော်တွေတို့ပေါ့အာကလေးတွေဟိုဘက်သွားအောက်ကိုဆင်းခရင်ပေါကလည်းတော့ပြင်မချတယ်ဆိုတော့ဒီမှာယေရှုပြောတာ တို့ကိုရှိစေပါငါထာတော်လာဒီကိုမစီတာကြပါနဲ့ပြီးရင်သူအရန်ကောင်းတဲ့ဥပမာတစ်ခုပြောတယ်ကောင်းကင်နိုင်ငံတော်ကြီးထိုးတော့သူတို့ဤနိုင်ငံဖြစ်တယ်သူပါပြောချင်တာလဲဆိုကလေးရဲ့စိတ်နှလုံးကအရန်ဖြူစင်ဟိုယုံကြည်ပြီးဆိုရင်တရားမှတရားကို မယုံဘူးဆိုရင်လည်းလုံးဝကိုမယုံဘူးဆိုတော့ဒီကလေးတွေလို့ဖြူစင်သောနှလုံးသားနဲ့ယေရှုရဲ့ဟောပြောတဲ့စကားနော်ယေရှုဟောပြောတဲ့ဩဝါဒတွေကိုယုံကြည်တယ်လက်ခံတယ်ဆိုရင်ကျွန်တော်တို့ကကောင်းကင်နိုင်ငံသားဖြစ်ရမှာဖြစ်တယ်ယေရှုပြောတာဖြစ်တယ်အဲ့တော့ဒီကျမ်းစာပေါ့နော်ဒီအကြောင်းအရာကို မတဲမဲမဟုတ်မကူမလည်းရှိရဲ့လူကာရဲမှာလည်းရှိဒီခရီးဝင်ကြားလေးကြရှိတဲ့ဖဲမှာပေါ့နော်လေးကြရှိတဲ့ဖဲမှာတောင်းကြဆလုံးပါဒီအဖြစ်ပြက်ကိုကျွန်တော်တို့တွေ့ရကလေးတွေကိုယေရှုစီမှာခေါ်လာကြတယ်အဲ့ဒါတပည့်တော်တွေကစီးသားတယ်ယေရှုကသူတို့ကိုမစီးသားဖို့နော်မစီးသားပဲနဲ့သူတို့ကိုသူ့စီမှာလာခိုင်းဖို့ယေရှုတော်ရဲ့အရာ ြည့်ရင်ဥပမာသူပြောတဲ့ကောင်းမြေနိုင်ငံတော်ဒီထိုတို့တော့သူတို့နိုင်ငံဖြစ်တယ်။ဟုတ်လား။ဒီအဲ့တော့ကျွန်တော်ကလေးတွေရှိရနေတင်ယူစရာနော်တင်ယူစရာကိုယေရှုကတခါလည်းထည့်ပြောတာဖြစ်တယ်။ကလေးတွေကဲတော့စိတ်နှလုံးသားရှုစင်စွာနဲ့ယုံကြည်ခြင်းဖြစ်နေပေါ့နော်။တရားမှတရားမှတရားမယုံဘူးဆိုရင် ယုံတယ်လို့ပြောလို့ရဘူးလားရပါလားဒီတော့ကနည်းနည်းပဲယုံတယ်လို့ပြောပြောရင်အဝတ်ပဲယုံတယ်လို့ပြောရင်ဟောစင်ပြေလားယုံကြည်ရာကြပြီယုံကြည်တယ်လို့ခံယူလို့ရမလားနော်မရအောင်နော်ရလား ်အထွေးမဲ့ယုံကြည်ရမှာနော်တရားမှာတရားအထွေးမဲ့ဆိုတာပေါ့အထွေးမဲ့ကအဲ့ဒါတရားမှာတရားနော်တရားကိုတရားနဲ့စားရင်အထွေးရှိလားမရှိဘူးနော်အဲ့လိုဖြစ်ရမှာတရားကိုကိုယ်စက်ကိုယ်နဲ့စားရင်အထွေးကဘယ်လောက်ရှိဒီချာ အကျွင်းကတစ်နော်တစ်ချိမယ်ဆိုတော့အဲ့ဒါတရားမှာတရားလို့ပြောလို့မရအကျွင်းမဲ့လို့လည်းပြောလို့မရအဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်ရဲ့ကျွန်တော်တို့ယုံကြည်ရဲ့တရားဖရားကိုကျွန်တော်ဘယ်လိုယုံကြည်သလဲဘာအတွက်ယုံကြည်သလဲအာတချို့ကပြောကြတယ်အာယုံကြည်ခြင်းယုံကြည်တော့အဖြစ်ခြေစူးတော့ကြောင့်ကဲတင်ခြင်းတို့ရောက်တယ် ถ้าอายามันเวรุลาบอกนะจะชวนโยจะอายามันเวรุลาโยงชีไล่ยงเนี่ยยากไหมบอกเกิดเชื้อละชีมาเลยเกิดเชื้ลคุณจะมาดูยากชัวร์จะชกกับอาก้าวเนี่ยชิงกูนั่นเนี่ยน่นเนี่ยปะปาทันลงมาฮะจะมาดูก้าวลงยี่ชูกับจะมาดูเกติน่าล้มว่ามาโขก အဲ့ဒီကကျွန်တော်တို့လိုချင်တဲ့အတွက်ကြောင့်ကဲတင်တဲ့အဲ့ဒီကဲတင်တဲ့အရာကိုကျွန်တော်တို့ကယုံကြည်ရဲ့ဆိုရင်အဲ့ဒီယုံကြည်သောအားဖြင့်ကျွန်တော်တို့ကအရာရဲ့တာသမီဖြစ်တယ်တာသမီဖြစ်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ကဖရာရဲ့တာသမီကဲတို့အသက်ရှင်ဖို့ပေါ့နော်အသက်ရှင်ဖို့ကြောင့်ကောင်းတဲ့အပိုင်းဖြစ်သွားကောင်းတဲ့အချင်းတွေဖြစ်သွားတယ် ဖရာရဲ့သားသမီးလို့ပြောပြီးတော့ဖရာသားသမီးကဲတော့အသက်မရှင်ပြန်ဘူးဆိုရင်လည်းဒါမဟုတ်တော့ဟုတ်တော့ညပြောမယ်ဆိုရင်ဖရာသားသမီးဖြစ်ဖို့ဖရာကကျွန်တော်တို့ကျူးစားအားဖို့ကျွန်တော်တို့ကောင်းမှုကုသိုလ်တွေလုပ်နိုင်လို့ဖြစ်လာတာမဟုတ်ဘူးဖရာကကျွန်တော်တို့ကိုခြေဆုတော်နဲ့เนาะကျွန်တော်တို့ကိုကယ်တင်ခြင်း ွေးရတားသမီးဖြစ်ခွင့်ပေးတယ်။အဲ့ဒီအရာခံရပြီးတဲ့ခါမှကျွန်တော်တို့ကဘယ်လိုတက်ရှင်ရမလဲ။ဖယားရဲ့တားသမီးကဲ့သို့တက်ရှင်ရမယ်နော်။ဟောဒီဆိုတော့ဒီနေ့ကျွန်တော်တို့ဒီ Bible study အချိန်ကပြောချင်တဲ့ဝိညာဉ်ချင်းအကြောင်းအရာတော့ကလေးတွေအကြောင်းကျွန်တော်တို့ကလေးတွေကိုတန်ဖိုးထားရယေရှုတန်ဖိုးထားတယ်ကလေးတွေကဲတင်ချင်ရဖို့တို့ဒီလမ်းမှာ အရှောက်သွားနိုင်ဖို့ဟောနော်ဒါအစ်မသားမရေးချတာဖြစ်တယ်ဘာဖြစ်လို့လဲဒီကလေးတွေကအနာဂတ်ရဲ့ကောင်းဆောင်ဖြစ်တယ်ကျွန်တော်တို့တွေကလာမယ့်နေ့အရာမှာဒီမှာရှိတော့မှာမဟုတ်ဘူးနော်အဲ့မှာရှိမှာကကျွန်တော်တို့ရဲ့သားသမီးကလေးတွေဖြစ်တယ်ကျွန်တော်တို့ရဲ့ရုပ်ရှင်တွေကျွန်တော်တို့ဆောင်နေတဲ့ຢာတွေကိုကျွန်တော်ကဆက်ပြီးတော့ လို့ဆောင်မဲ့သူတွေဖြစ်တယ်အဲ့ဒါကြောင့်ဒီကလေးတွေကိုကျွန်တော်တို့ကံကိုခါရအောင်ဒီ issue စီလာဖို့ရတဲ့ပေါ့နော်ကျွန်တော်တို့မစီတာကြဆုံးနဲ့ဒီ issue တကြီး issue စီမှာကျွန်တော်တို့ဒီကလေးတွေကိုလို့ဆောင်ကြရအောင်ပြီးရင်သူတို့လိုမျိုးယုံကြည်ခြင်းနဲ့ပေါ့နော်အာယူစင်တဲ့နှလုံးသားနဲ့တကြီး issue ကိုတရားမှတရားယုံကြည်တော်သူများ Kicaya, Rokabi, Chimaya, Yadai, Rokia, Fauci, Piwazi. Amen.